။ဩဥပုသ်ဆောင်တယ်ဆိုသူလည်းဥပုသ်ဆောင်တယ်ကိုလည်းဥပုသ်ဆောင်။ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လိုတယ်ပေါ့။အဲအတန်ကတော့တူလိမ့်မယ်။သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်။သူကလည်းပရိစိတ်မယ်ကိုကလည်းပရိစိတ်။သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားတယ်။ဟော။တေချာကြည့်ရင် တမ္မာမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားအမတမကွယ်ပြားချမ်းသာမှုတွေအခြေခံကွယ်ပြားချမ်းသာမှုမသိလို့ရှိရင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာအတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှိရင်ဒုက္ခတွေရောက်မယ်အဲ့တော့လုံးဝမတူအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္စောင်းနာလေးတစ်ခုပဲကြည့်လေ ဥပုသ်ဆောင်တာလေးပဲတစ်ခုထိဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ်ဆောင်ခြင်းအတိတ်ပဲဆိုတာအရင်တုန်းကဟောထားဘူးလေအဲ့ဒီဥပုသ်ဆောင်တယ်ဆိုတာကအမတမကွာချားတယ်ဘုရားဘာသာတွေဥပုသ်ဆောင်တယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အတိတ်ပဲရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ်အစာမစားရုံတက်တက်မဟုတ်ဘူး လူတွေကညနေစာထမင်းမစားတာလေးကိုဥပုပ်လို့ထင်းနေတာနော်ခိုးစားနေဘလို့လို့အဲ့တော့ညနေစာလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးနော်ကိုဆောက်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့် ရှစ်ပါးသီလဥပုံဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တချင်းမှရှောင်းမဲသူများဥစ္စာခိုးခြင်းမှရှောင်းမဲမမြတ်သောမေရုံခြင်းမှရှောင်းမဲဆိုတဲ့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်တွေဒါတွေကတဏ္ဍပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ယန္နာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ ဘလောက်မွန်မြတ်တယ်လဲတစ်သက်လုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတက်တက်ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဗဒာရီအစာမစားဘူးဆိုတာအငတ်ခံတာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆယ်နှစ်နိုင်ဟိုဘက် မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူး အစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းအောင်လုပ်နိုင်တယ်။ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းရေးလုပ်အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့ မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ်။လောက်ရင်လောက်တဲ့အတိုင်းဖြစ်တဲ့သာသနာ။အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့။အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာ ဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးသူတို့မှလည်းဖရာရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလို အနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှ ပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါအခုကဘာကြီးမှာဘာသာတရားတွေကွဲပြားနေတာအကြောင်းမှန်ကိုမသိလို့ကွဲပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေကွဲပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာ လူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေ ကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ရောက်လာတာလဲခြားတတ်တော်တွေရောဘယ်ရောက်လာအကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်မမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှန်ရွဲ့တဲ့အယူဆက်တည်းရပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ဖန်ဆင်းတာမှမဟုတ်ဖဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိတယ်အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတချို့ကြတော့အလေးမစင်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် c o s m e s s ဘာကြောင့်မှမရှိသူကသူဖြစ်တာလို့ပြောကြတယ်။အဟေတုကဒိဋ္ဌိလို့ခေါ်တယ်။အကြောင်းဖြစ်နေတယ်။အဲ့ဒါကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်။အကြောင်းကိုလက်မခံဘူးအဟေတုကဒိဋ္ဌိ။သူကသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်မြတ်စွာဘုရားက အကြောင်းတရားကို ရှာပြတယ်ဘာနဲ့ရှာပြပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြသစ္စာ၄ပါးနဲ့ရှာပြမှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအဖြစ်ဘာကိုခေါ်တော့သစ္စာ၄ပါးခေါ်တယ် လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးစရာကောင်းပြီးခဘာမှမရှိဘူးလို့ပြောအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုတ်စိတ္တမမှန်ကန်သည့်အတွက်ညှုံမုန်းစရာကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ဘယ်လိုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် စဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုဘုရားဝါရကဒုက္ခကြီးကိုကြည်နေတဲ့ဝါရကြီးလို့ဆိုပြီးပက်စမစ်ဇင်လို့ထင်မှာကောင်းကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကသူ့ ခြေနှက်ဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမည်ရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမည်ရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမည်ရှိတယ်ဟာဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ်ဘလို့ပိုရှုပ်လာတော့ဆိုတကောရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကောရှင်ဟာအကျဉ်းနာတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းနာတရားရှိမယ်ဆိုရင်တရားဝါးကြီးကောင်းစားဖို့ပဲဖန်ဆင်းပြရမယ် နော်တရဝါးတွေကောင်းစားဖို့ပဲဖန်ဆင်းပြရတရဝါးတွေကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူးအကျဉ်းတရားရှိမိမိဖန်ဆင်းထားတဲ့တရဝါးတွေပျော်ရွှင် ချမ်းမြေ့အောင်တညီတည်းဖန်ဆင်းပေးဖို့ဆိုပါတော့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ့်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေ အလုံးတိယတရားပြုစုပြီးကိုသားကိုသမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ်။အဲ့ဒါလိုပဲတကူရှင်ကဖန်ဆင်းလိုက်တဲ့သာသမီတွေတို့သူပြောအဲ့သာသမီတွေမှာလိမ္မာတဲ့သာသမီတွေရှိမှပဲမိုက်တဲ့သာသမီတွေရှိမှာပဲသာသမီပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင် သူဖန်ဆင်းမှတော့ဒီ မကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက်ပါပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တဲ့ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်တဲ့တန်းနဲ့လူချင်းတူပါလေတန်းနဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ် အာဖရိကတိုက်သားတွေကျတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနိစကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ်ဗမာတွေကျတော့ချောချောလောလောမောက်လှက်လှက်ပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲ့ဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နကောင်းဂျင်နလေးပဲအာဖရိကတွေကဂျင်နချင်မချင်နော်တွေးကြည့်တာပါတွေးကြည့်တာဂျင်နမှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေက ကျင့်နဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင့်နဲ့နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ် အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေတယ်။အဲ့တော့မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်ပဲ။တကူရှိတယ်ဆိုလို့ရှိရင်မကောင်းတဲ့လူကောင်းအောင်လုပ်ပေးလိုက်။စိတ်တူရတဲ့လူစိတ်ရှည်အောင်ဖန်ဆင်းပေးလိုက်။ဒေါသကြည့်တဲ့လူဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်။အဲ့လိုလေလုံနိုင်စွာရှေ့သားနဲ့ဘာလို့လုံမပေးလဲ။မေးစရာရှိလာတယ်ပေါ့နော်။ အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လဲလို့ဆိုလို့ရှိရင်ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့နဲ့ကိစ္စမလှုပ်တဲ့နဲ့ကိစ္စရွေးချယ်ဖို့ရအဓိပ္ပာယ်မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုရင်ဘုရားသခင်လိုတော်ကြပဲဖြစ်ရမှာပဲ ကိုယ့်အကိုရွေးချယ်သွားစရာမလိုဘာပဲဖြစ်ဖြစ်သူ့လိုတော့ချတိုင်းပဲသူဖန်ဆင်းတာကိုကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရာဟာလူတွေကကိုယ့်အကိုရွေးချယ်နေကြရင်အထိပ္ပယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရယ်အသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပါအထောက်မှုဆိုရယ်အသုံးမဝင်တော့ဘူးအချိန်တန်လို့ရှင်ဖန်ဆင်းရှင်ကနေ ူစီမံတာခံရမှာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင် လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်တဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရဝရီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ် ကောင်းတဲ့ဒူးဆိုင်တွေနဲ့တက်မွေးတဲ့ပုံကိုယ်တွေရှိတယ်ရွှေငွေရောင်းချပြီးတက်မွေးတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒါဆိုလို့ရှင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်းရတာလဲဘုရားသခင်ဖန်ဆင်းလို့လားတကိုးတည်းမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလဲဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်ねထောင်ထဲကြာတော့လဲပဲဘုရားသခင်ဖန်ဆင်းလို့ ထောင်ချတယ်တရားသူကြီးကခြားတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှင်တရားသူကြီးက ထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူးဘုရားသခင်က ထောင်ချတယ်ဆိုပြီးပြောစရာအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားစရာတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ် ဖရဲသခင်ဖန်ဆင်းတို့ကြာကူရီဘဝရောက်နေတယ်ဖရဲသခင်ဖန်ဆင်းတို့လူလိန်လူခေါင်းဖြစ်နေရတယ်ဖရဲသခင်ဖန်ဆင်းလို့မူရစ်စေဝါတွေတုံးနေရတယ်ဆိုတဲ့အတိပ္ပယ်မျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါဟာမကန်မှုမရှိဘူးတကယ်ကတော့ လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုမိမိမှုမိမိကိုယ်တိုင်လုပ်ခဲ့တဲ့အတိုင်လူတွေဟာကိုယ်လုံးထာကိုရကြတာဖြစ်တယ်ကိုလုံးထာကိုရတယ်ဆိုဟုတ်တယ်ကိုအတမွေးဝါကြောင့်မုံဖို့ပြီးအတမွေးမယ်ရွှေရောင်ချပြီးအတမွေးမယ်စတိုးဆိုင်ဖွင့်ပြီးအတမွေးမယ်တကုတ်ကိုလုံးနဲ့ကိုလုံးနေကြတာပဲလေကိုဝါသနာပါရလုံးကြတာ ပီောအလု်မကောင်းဘူးဆိပြောင်းလို့ရလေဖန်ဆင်းထိုင်ပြောင်းလို့မရတော့ဘူးဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရခုကပြောင်းရကိုဒီလုတ်မကြိုက်ဘူးဆိုတော့နောက်တလုတ်ပြောင်းရတချို့ဆိုဆရာဝန်တင်းနှံတက်ပြီးတော့ဘွဲတွေဗာတွေရပြီးတော့ဆရာဝန်လုတ်မစားခြင်းလို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြတော့เนาะ မင်းဆရာဝန်ဆေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလိုတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘောနော်တကယ်ကတော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံးနေကြတာဆိုတာထင်ရှားတယ်ကိုယ်ဆုံးဖြတ်ချက်နဲ့အဲ့တော့မြတ်စွာဘုရားကကမ္မတက္ကတ္တသမဒိဋ္ဌိလူဘဝရလာတယ်ဆိုတာတဲ့ကိုယ်လုံးထားအောင်မို့ဆိုလို့ရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျင့်တတ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလွန်ကိုလွတ်လပ်တယ်။အလွန်ကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရတယ်။ လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရေးကြတာပဲလေယူရေးကြတာကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်လှုပ်ကြတာကိုယ့်ကိုယ်ယူရေးချင်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုယ်ယူရေးချင်လို့ရတယ်လက်ဆော့ဘုရားအကြောင်းနဲ့အကျိုးဟောတာဖြစ်လို့ဒါနကောင်းမှုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ် တိလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာကျမ်းမာမယ်သက်ရှိမယ်နော်ဒါနတိလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာလူ့ဘဝလူချမ်းသာကိုရတယ်လွန်လွန်ကဲကဲဒါနတိလကိုလုပ်ပြီးဆိုရင်နတ်ဘဝကိုရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချင့်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှာရောကလွတ်မြောက်တယ်ဆိုတာ။အသူကျင့်စဉ်နဲ့သူ့အကြောင်းနဲ့သူဟာသူတို့ဟောတာ။ဘယ်သူကမှဖန်ဆင်းတာမဟုတ်။အဲ့ဒီလူလွတ်လပ်တယ်။ကိုကြိုက်တာကိုလွတ်လို့ရ။ဖျားဖြစ်ပြီးတော့တရားတွေကိုကဲ့တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်။နော်။အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်။ အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လေပါရမီဖြစ်အဖရာမဖြစ်ချင်ဘူးဖရာအဖေအမေဖြစ်ချင်တယ်ဆိုတော့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့အမျိုးစုံကိုကြိုက်တာဟောကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လောက်ချင်နေစက်နော်အခုခေတ်မှာဆိုလို့ရှိရင် ကိုယ့်ကိုမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်။ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူး။ဆေးချောင်းတက်ချင်တဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်။ရွေးလို့မရပါဘူး။နော်။အင်ဂျင်နီယာဝန်ကြီးနဲ့အမှတ်နဲ့နေရွေးလို့မရပါဘူး။ကိုကြိုက်တာတောင်မှပဲလူဘဝဟာရွေးလို့မရတာအများကြီးရှိတယ်။အဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရလုံးဝဆောင်ဝဲအမှတ်နဲ့ချိတ်ဆက်ထားတာမရှိဘူး။နော်။ကိုကြိုက်တာကိုရွေး ကိုကြိုက်တာကိုရွေးပြီးတော့အလုပ်ပဲလုပ်ဖို့လိုတယ်။ပညာတကြီးဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပညာပါရမီဖြစ်။ပညာပါရမီဖြစ်ရ။သင်ကြရမယ်ပညာ။ဟောတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်။အဲ့တော့ကိုကိုချုံးမလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံနေနေစိတ်မဆိုးနဲ့ စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုတ်ဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှင်လူဟာနှုတ်ခမ်းညက်ဆူတာချောတဲ့လူတောင်မှပဲစိတ်ဆိုးရင်အလှပြက်သွားတာပဲဒါသဘာဝခဏခဏစိတ်တို့လို့ရှင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထန်ပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆို စိတ်တူတတ်တဲ့လူဟာဖြစ်နေရဘဝမှာမျက်နှာကြီးကဌာနန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့အဲ့ဒါအစအရေကဒေါသမရှိဘူးအလုံးအပြုံမျိုးရှင်ရှင် ခင်ခင်မင်မင် နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေ အဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင် တချို့ကအသားဖြူခြင်းတို့လေဖျောင်းနိုင်လှူတယ်အဲ့ဒါတော့သိပ်မစီဆိုင်ဘူးတမန်ရောအသားဖြူခြင်းတို့ဖျောင်းနိုင်လှူတာလေတချို့တကောမကြီးတွေကြံ့ကြံ့ဖမ်းမှအဲ့လိုလုပ်တယ်ဖျောင်းနိုင်လှူတာတောင်ရိုးရိုးလှူအသားဖြူခြင်းတို့ထုံးလှူလာဆိုထုံးတော့မလှူအဲ့တော့ အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်အဲ့ဒါလို့လည်းမဟုတ်နိုင်ဘူးနော်အတုံးကတခြားစီဘူးတုံးကတခြားဆိုလိုရင်းကအသားဖြူတာဟာချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာဒီရုပ်ဆိုးจิตတ ဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင် နောက်ဘဝမှာချမ်းသာကြွယ်ဝလူဖြစ်တယ်။မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ်မဲ့တောင်းရမယ်ဖြစ်တယ်။ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝအသက်ရှိ သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုးတတ်တယ်။သူများကိုနှိမ့်ဆက်ညှင်းမှန်းတဲ့ပုဂ္ဂိုလ်ဒီ တဖက်သားခံရတယ်လို့သူတို့ရောဂါဝေဒနာတွေဖြစ်ပြီးတော့ဖြစ်တယ်။မူရစေဝါရှောင်တဲ့ပုဂ္ဂိုလ်ဟာနောင်ဘဝမှာအယူအနှံမဖြစ်ဘူး။မူရစေဝါသုံးဆွဲလို့ရှိရင်မူတယ်ဆိုတာမူတယ်ဆိုရဲအယူဖြစ်တာပဲလေ။အဲ့ဒီမူရစေဝါသုံးပြီဆိုရင်နောင်ဘဝမှာအယူအနှံသွားဖြစ်တယ်။အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုး ြညလိုက်တဲကျတကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ်။အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ခေါင်းကြီးတို့လွန်ချိန်တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာတာဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘဝအလွန်ဆိုးတယ်ဘဝပဲ။သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာစိတ်မပိုင်ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူး။ အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုံးထကိုရတယ်ဆိုကိုယ့်ကိုကြိုးစားကိုယ့်ကိုကြိုးစားတို့ရှင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝိရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလဲကြိုးစားကဘုရားတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတဲ့ကံကံဤအကျိုးပေါ်မှာမိခူးရှုမြင်တတ်တဲ့ အတိညာဟာဘလောက်ထိအောင်လူတွေရဲ့ဘဝကိုအထက်တန်းကို ရောက်သွားစေနိုင်တယ်ဆိုတာစဉ်းစားကြည့်ပေါ့။ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတာတမဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်။အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏှာကောင်းမှုသီလကောင်းမှုလှုပ်ခြင်းအပြင်လူတွေဟာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်